အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူသူရတင် ဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆိုရေးသားထားတဲ့စောရတပြင်းဝတ္ထုတွေမှာစောရတပြင်း ဥအောင်မြင်ဤအစွမ်းဖြစ်ပါတယ်စောရတပြင်းဥအောင်မြင်ဤအစွမ်းကျွန်တော်ကကိုတပြင်းပြန်ပြီးပြောဆိုသမျှကိုဝတ္ထုဆင်၍ရေးသားခဲ့ဒီမှာ နှစ်ပရိသေတာအတော်ကြာခဲ့ပြီရှီအခါကမူကားကိုတက်ပြင်းနှင့်ကျွန်တော်တွေ့ဆုံခန်းကိုနီတန်းတစ်ဖွဲရေးသား၍နောက်မှဇလန်းဆင်ပြီးအဆုံးတွင်နေကုန်း600ရာ၌ကိုတက်ပြင်းနှင့်ပင်စကားပြောခန်းကိုထည့်လိုက်သေးတယ်ထို့သို့ကိုတက်ပြင်းနှင့်ကျွန်တော်တွေ့ဆုံခန်းထည့်ရဖန်များလာသောအခါရိုးသွားပြီဖြစ်၍ကိုတက်ပြင်းပြောသမျှကိုသာတခါတည်းတောက်လျှောက်ရေးသားတော်တယ်ထိုကဲ့သို့နှစ်လများစွာအတွင်း မဂ္ဂဇင်းအက်ဒီတာထံမှတဆင့်ကိုတပြင်းနှင့်ပတ်သက်၍စုံစမ်းမေးမြန်းသောစာများကိုမကြာခဏဖတ်ရတော်တယ်။၎င်းတို့တည်လို့သော အချုပ်ကားဤတခိုးဝတ္ထုကဘာသာပြန်လော ကိုယ်တိုင်စိတ်ကူးလောတကယ်အဖြစ်အပျက်လောစသည်လိုဖြစ်တယ်။တဖန်အတော်စင်စားသောပုဂ္ဂိုလ်တို့ကစောရတပြင်းဝတ္ထုဖတ်ရသမျှမှာဤသို့အကျက်အတဲတွေးရစေကမူနောက်ဆုံးတွင်တပြင်းက လွတ်ထွက်၍သွားတော့တယ်။ဤသို့ဖြစ်ရသည်မှာတကိုးကို အသာပေးထား၍တော်၎င်း၊စုံတော့ညံ့၍တော်၎င်းဖြစ်ရမည်ဟုရေးသားမေးမြန်းကစင်ကြေဝင်ထားလေတယ်။ထိုမေးခွန်းအတွက်ကိုတပြင်းအားမေးမြန်းလိုသဖြင့်စောင့်စား၍နေမိရာတညခုနှစ်နာရီခန့်တွင်ဒါတို့ပြေဒါတို့မြေအလိုက် လေးချုံကအေးအေးသက်သာဝင်ရောက်လာသောကိုတပြင်းကိုမြင်ရသဖြင့်ကျွန်တော်ရဲ့အခန်းတကားကို အတွင်းကမင်းလုံးမထိုးမိတီကိုစဉ်းစားမိတော့လဲအရေးမကြီးတော့ပဲဘဲနဲ့ကိုစီဟာကဟိုအသင်းကို အတော်သဘောကျနေရဲ့ထင်ကျွန်တော်ကနောက်လိုက်မိပါကြောင်းဘာတော့လေးချွန်နာကြားလို့လားဒီအသင်းမျိုးတော့အပြော့ပေါ်စရာတပြင်းနာနိုင်ငံကြီးစိတ်ဝင်စားပြီးလောက်ကရင်တော့မြမပြီးအစိုးရနဲ့စုံရုံတစ်ဖွဲလုံးမျက်လုံးပြူးသွားမှာပေါ့အမား ခမရကခြောက်လုံးမျိုးကလေးသွင်းတဲ့ယုံလက်ပြပုံလှုပ်တဲ့ယုံနဲ့ကြောင်းမနေစမ်းပါနဲ့ဆရာအေးလူတော်တော့ဘာရီလျှောက်ပြောနေရလဲဒီစင်မချမ်းသာစရာကောင်းတဲ့နိုင်ငံကြီးတွေပြောမနေစမ်းပါနဲ့ဘဲမလဲဘာစားစရာမှမရှိဘူးလားမေးသဖြင့်ကျွန်တော်ရဲ့အစီကံကိုခေါ်ယူလိုက်တာနှင်းသည်လိန်မော်သည်စပြစ်ခိုင်နဲ့စီကရက်ဘူးလိုကို ထောက်ယူစီခဲလေတယ်ကိုတပြင်းလဲလက်ဆက်သောတတိများကို အားနာတဲ့သဘောဖြင့်အဝအတင်းစားပြီးနောက် secret delay ကိုမီးညှိ၍ဖွာကာပလက်ကလန်ထိုင်ပေါ်မှာစိန်ခံ၍နေပါတော့တယ်။ဒီမယ်ဆရာရဲ့။ဗျာအမေကို့လူအတော်ယူသေးနေပါဘကော။နားထောင်ပါဦး။ကျွန်တော်ခမရအကြောင်းကိုပြန်ပြီးရေးသားနေတာ။တချို့ကရင်းနှီးတဲ့မိတ်ဆွေတွေကရေးကြမှုခမရကိုအသားယူရေးတယ်တဲ့။ဒါလဲဟုတ်တာပဲ။ ကျွန်တော်ရေးသမျှဟာခမည်းပြောတာထက်မပိုပါဘူးဗျာကျွန်တော်လည်းတိတ်ကြွားရကြမှာဆိုလို့အပူမပြောမိပါဘူးဒါဖြင့်ဘာဟုတ်တာလဲခမည်းရေးတာလေလူတယောက်ကစုံတော့ကတသက်ပတ်လုံးညံ့ရမလားတခိုးကတသက်ပတ်လုံးနမ်းရပါမလားတဲ့ဘလို့တခိုးဘလို့စုံတော့ဆိုတာစဉ်းစားကြရဲ့လေလားသူတို့စဉ်းစားပြီးမေးတာပေါ့အမှန်ကတော့ကိုအောင်မြင်ဟာအလွန်တော်တဲ့လူတယောက်ပါဗျာ အဟုတ်ကိုချီးမွမ်းထိုက်တဲ့လူတယောက်ပါ သူခမကျွန်တော်အတွက်နဲ့ယာရုတလန်စုပိန်နေရရှာတာပါကျွန်တော်အာမဒန်နဲ့တနေ့မှာကိုအောင်မြင်ကိုကျေးဇူးတော်ဆက်ခဲ့ခြင်းပါသေးတယ်စသဖြင့်ကိုအောင်မြင်မြညတော်သူဖြစ်ကြောင်းကိုလည်းကိုတပြင်းပြောပြသည့်အတိုင်းပြန်လည်ရေးသားရပါကြောင်းစုံတော်ဦးအောင်မြင်ကလုံလဝရိယကောင်းခြင်းမျောခေါ်တွေးတောတခြင်းမှဉဏ်ရှိခြင်း လူတယောက်ကိုတခါမြင်ဘူးလျင်နဲ့ဘယ်အခါမှမမေ့ခြင်းစသောအရေးအချင်းနှင့်ပြည်စုံသူဖြစ်လေတယ်။ရန်ကုန်မြို့ပေါ်ရှိလူစုများလူကြီးလူကောင်းဟန်ဆောင်လျက်မကောင်းမှုများအသက်မွေးဝမ်းကြောင်းသူများကိုလည်းတီးပီးဖြစ်ပေတယ်။ဦးအောင်မင်းကလောကတွင် မတရားပြုမှုချက်များလူ့တရားချိုးယွင်းမှုများကိုလမ်းမှန်အောင် ဆောင်ရွက်ဖို့မှ သူ့အလို့ဟုမှတ်ထင်ဟန်ရှိလေတယ်။တခါတည်းရန် ဘာမှအရေးမကြီးဟုထင်ရသောကိစ္စကလေးများပင်ဥအောင်မြင်မှတ်သားထား၍စုံထောက်သောအခါအရေးတကြီးကိစ္စဖြစ်နေသည်ကိုအကျိန်ပေါင်းများစွာ တွေ့ရတတ်တယ်။တာမန်သူတို့ရဲ့အမြင်အားဖြင့်အကြောင်းမထူသော အရေးအခင်းများပင်ဥအောင်မြင်၏အမြင်တွင်တမျိုးဖြစ်ကာနောက်ဆုံးတွင် ထိုကိစ္စကလူအသက်ပေါင်းများစွာကို ဆုံးရှုံးစေမဲ့ရာဇဝတ်မှုကြီးကျူးလွန်မဲ့တဲလွန်စာများဖြစ်နေတတ်တယ်။ထို့ကြောင့် စုံတော်မင်းကြီးကအရေးကြီးသောခေရခဲစစ်မှန်သမျှကိုဦးအောင်မြင်အားအသုံးချလေရှိတယ်။အသုံးချသဖြင့်လည်းနာမည်နှင့်အညီအောင်မြင်သောကိစ္စကများခဲ့လေတယ်။တနည်းသာ၌ကမနက်9နာရီခန့်တွင်တူစီတာကားကလေးတစ်စီးနှင့် ရွှေတကုံ တောင်ဘက်ဆောင်းထဲမှကံတော်ကြီးဘက်သို့မောင်းလာကထိုကတဖန်ကြောင်မြောင်းတာမွေစသည်တို့ကို ရောက်ရှိသွားတယ်။တာမွေရက်ွက်ကလွန်၍ တောင်ပေသိန်းချိုင်းဘေးသို့ရောက်ကြတော့အခါခက်လန်းလန်းတွင်ကလားမြမအချို့ကုန်းကွာလျက်မြေများကိုပေါတူးနှင့်ပေါက်နေသည်ကိုမြင်ရလေတယ်။ဟေ့မောင်မင်းလိုက်ဟိုဟာဘာလုပ်နေရလဲ။သိန်းချိုင်းပြန်ခောက်တာထင်ပေါ့ဆရာ။လာဟေ့တွားကြည့်စမ်းရအောင်။၎င်းတို့ကားကလေးကိုသိန်းချိုင်းအတွင်သို့ဝင်ခဲလေတယ်။တို့လဲတနေ့နေမှာဒီသိန်းချိုင်းရောက်မလားဘယ်သိန်းချိုင်းရောက်မလားပဲ။ လက်ထောက်ဆောင်သောမောင်မင်းလှိုင်ကစစ်သိမ်းထလျက်ဦးအောင်မင်းရဲ့မျက်နှာကို မော့၍ချီးရှူလေတယ်။တင်ကြိုင်အတွင်း၌ကြီးကြပ်သောအရာရှိနှင့်လှုပ်သားတို့ကတချင်းတအီးအီးနှင့်မြေများကို တူးဆွာလျက်နေကြလေတယ်။မြေများမှာအချို့မြေလွန်များဖြစ်တော်လဲအချို့မြေများမှာလူသေးအလောင်းများပြင်တို့ပြင်စာများရှိသဖြင့်လူရဲ့လက်ချောင်းခြေချောင်းဥကောင်းကွန်စသည်တို့ထွက်ပေါ်လာလေတယ် ကြီးကြပ်သောအရာရှိသည်လဲဥအောင်မြင်အားမြင်လျင်အနည်းသို့လာရောက်ကဥအောင်မြင်ဘာကိစ္စကိစ္စမရှိပါဘူးဘာလုပ်နေရလဲလို့လာပြီးကြည့်ရပါပဲဗျာတရားကြစရာမကောင်းဘူးလားဒီအသင်းဆိုင်မှာဒီလိုပြန်ခောက်ပြီးနေရာပြင်ပေးရတာအချိန်ဤတော်များပြီကောကျွန်တော်အထင်တော့10နှစ်လောက်ရှိပြီထင်တယ်ဒါပေါ့ကြည်စမ်းဗျာနဲတဲ့အလောင်းလေးလားခဏကလေးနဲ့ပြည့်ပြည့်သွားတာပဲ ိုဘလိုင်းကတလိုင်းနဲ့အလောင်း900လောက်ဆန့်တယ်ဗျကလားအချို့နဲ့သူပါရစာအချို့ကမြေညှီရင်းစကားပြောသူပြောတချင်းစုသူကဆိုနဲ့မနေမနာလောက်ကန်၍နေကြလေတယ်ဦးအောင်မြင်ကမြေဆွေးထဲမှထွာလာသောအယိုးများ ဦးကောင်းကွန်များကိုကြည့်ရှုက ကမထန်းစီးဖြန့်တကယ်တို့ကြည့်ရှုနေလေတယ်အကောင်းတို့မှာတနေရာတဲတွင် မနေဘဲဟိုဟိုဒီဒီရှောက်၍ကြည့်ရှုနေကြရာ ကလာတယောက်တူးဆွာနေသောအနီးသို့ရောက်ရှိလာကြလေတယ်။ကလာများကတအင်းအင်းတအင်းအင်းနှင့်ပေါတူးဖြင့်ပေါက်ကမြေကိုဆွ၍နေကြရာမကြာမီလူဦးကောင်းခွန်တစ်ခုထွက်ပေါ်လာလေတယ်။ဦးအောင်မြင်ရဲ့ဆူရှာသောမျက်လုံးကဦးကောင်းကွန်အယိုးကိုကြည့်ရှုပြီးလျင်ကုန်းရွှေကောက်ယူကြည့်လေတယ်။ကြည်ကျက်သည့်အရာရှိကဘာလို့မလို့တော့ကမထမ်းထိုင်မလို့လား။မဟုတ်ပါဘူး။ နည်းနည်းထူးတယ်ထင်လို့ပါ။ဘာများထူး။သူများဥကောင်းထက်ကြီးလို့လူဒုတိယဖြစ်ရလိမ့်မယ်ဗျာ။ဒါထက်ဒီသင်္ကြန်မှာအသက်အကြီးဆုံးသူ့ဘာယာစာရှိသလား။ဟိုမှာမတ်တရက်ခိုင်းနေတဲ့အဖိုးကြီးပေါ့။တစိုက်ခေါ်ပေးစမ်းပါ။ကျွန်တော်တို့မြန်မာသင်္ကြန်တွေဟာတချို့ကူးသွင်းထားပြီးမဲ့အချို့မှာမထားကြဘူးနော်။အဲ့ဒါပြင်မှုကောင်းတယ်ဗျာ။အဖိုးကြီးမှတ်မိပါမလား။အရာရှိလေအဖိုးကြီးအားခေါ်လိုက်လေတယ်။ဦးအောင်မြင်က ီမဲဆရာကြီးဒီနေရာကဘု து တင်ဆိုင်နေရာလဲဗျအဖိုးကြီးကအတန်ကြာစဉ်းစားတွေ့ဝေပြီးနောက်ခေါဆွဲတယ်ကိုဖိုးကြီးထင်ပါရဲ့ဗျာဟုတ်ပါမလားဆရာကြီးရဲ့ဟုတ်ပါတယ်ကိုတစ်ပင်နဲ့တဲတဲ့အတန်းကလူတွေကိုကျွန်တော်မှတ်မိနေပါတယ်ဘယ်နှစ်နှစ်လောက်ကြာပြီထင်တယ်လဲဥဖိုးကြီးလားဆယ်နှစ်လောက်တော့ရှိပြီထင်တယ်ခမည်းတော်ဒီသင်ချိုင်းမှာနေတာဘယ်လောက်ကြာပြီလဲကျွန်တော်အသက်20တဲကပဲ အဖေအမွေပေးခဲ့တာ အခုအသက်50ကျော်ပြီဥဖို့ကြီးလို့ဘာလို့မှတ်မိနေရလဲကျွန်တော်မိတ်ဆွေကြီးပဲသူ့ခေါက်ဆဲဆိုင်ကိုခဏခဏတွားပြီးစားတာပဲသူဘာလို့တေးရလဲလေတင်တော့ဖြတ်လို့ဆိုလားနှလုံးရောကဆိုလားပဲသူ့ဆိုင်ကဘယ်မှာလဲဗျကြောင်မြောင်းထဲမှာသူ့မိမကောရှိသေးလားရှိသေးတယ်နောက်ယောက်ျားနဲ့ဆိုင်ဖွင့်နေတာပဲ။ ဥအောင်မင်းကအဖိုးကြီးအားဆက်လက်မမေးတော့ချေ။ဘုရားရှိလဲဥအောင်မင်းကညံကြီးရှင်တူဦးဥကောင်းဟုထင်မှတ်နေရာခေါက်ဆွဲတဲ့ဥကောင်းဖြစ်နေသဖြင့်လှောင်ပြောင်လိုဟန်ရှိတော်လဲအမှုအရာကိုချုပ်တီးထားလိုက်လေတဲ့။ကျုပ်ဒီဥကောင်းကိုယူသွားစမ်းမရစေနော်။လူသမျှယူသွားပါခမညာ။မဟုတ်လေအမှန်ရှင်းနေရတာပဲ။ကျေးဇူးတင်ပါတယ်။သွားလိုက်ပါအောင်မယ်။ဥအောင်မင်းကဥကောင်းခွန်ကိုယူခဲ့လေတဲ့။ ထို့နောက်ဖားသည်စရင်ယုံတို့တွားပြီးလျင်စရင်ဟောင်းများထဲမှလူသည်စရင်ကိုရှာဖွေနေရာဥဖိုးကြီးအသက်42နှစ်နှလုံးရောဂါနှင့်ဒေ1920ကွလတ်ခုနှစ်ဇန်နဝါရီလ3ရက်နေ့စသည်တို့ကို တွေ့ရလေတယ်။ဦးအောင်မြင်လဲထိုစရင်စာအုပ်ကိုခဏမျှတောင်းယူသွားလေတယ်။ထို့နောက်ကားကိုဆက်လက်မောင်းနှင်လာပြီးလျင်အတွင်းဝင်ရုံအနီးတွင် မောင်မင်းလှိုင်အား ချထားခဲ့၍ကားကိုကိုယ်တိုင်မောင်းကနေအိမ်သို့ပြန်လာခဲ့လေတယ်။နေအိမ်သို့ရောက်သောအခါရခင်ဦးကောင်းခွန်ကိုအပြန်အလှန်တေးကြစွာ ကြိရှိပေးလျင်ကျင့်တတ်သောအမှုအရာနှင့် ပြုံးလျက်လုံခြုံစွာတင်ထားလိုက်လေတယ်။ထိုနေ့ကဦးအောင်မြင်အလုရှုပ်သောနေ့ဖြစ်လေတယ်။ဦးအောင်မြင်မှမိမိဆောင်ရွက်လိုသော ကိစ္စကိုမည်သည့်အခါမျှအကြွေးထားလေမရှိသဖြင့်နနက်စာကိုအတင်းအကျပ်မျှစားတော့ပေးလျင် ကြောင်မြောင်းတို့ထွက်ခဲ့လေတယ်။အဆိုပါဟောက်ဆွဲဆိုင်ကကိုပိုင်တထအိမ်ဖြည့်ပြီးတမန်တလင်းပြင်ကာသွမိုးအတော်တည့်ရကျယ်ဝန်းလျာအခင်းအချင်းမှလည်းခင့်မီအောင်တာနာလေတယ်။ထောက်ဆွဲအပြုတ်အကျော်၁၂မျိုးအစိမ့်ကျော်မှစ၍တရုတ်ဆိုင်နှင့်မခြားစားတောက်ဖွဲအမျိုးမျိုးရရှိလေတယ်။ပိုင်ရှင်မှာအသက်၄၀ခန့်ဦးအောင်ကျော်ဆိုသူဖြစ်ပြီးဇနီးဖြစ်သူ ဒေါ်မာကြီးဆိုသူဤအသက်မှာ40နီးပါးအရွယ်ဖြစ်တယ်။ဒေါ်မာကြီးကကွဲလွန်သူဥဖိုးကြီးဤဇနီးဖြစ်ပြီးဥဖိုးကြီးထံအသက်၄၅နှစ်ခန့်ငယ်လေတယ်။ဥဖိုးကြီးကွဲလွန်ချိန်၌ဒေါ်မာကြီးမှာ အသက်30ခန့်မြောက်ရှိလေရာဥအောင်ကျော်မှာဥဖိုးကြီးခေါဆွဲအငှားကျိတ်သူဖြစ်လေတယ်။ဥဖိုးကြီးကွယ်လွန်သောအခါဒေါ်မာကြီးမှာခေါဆွဲဆိုင်ကိုဆက်လက်ဖွင့်ခဲ့ရာတစ်နှစ်ခန့်အကြာတွင် ကိုအောင်ကျော်နှင့်တင့်မြတ်ပေါင်းသင်းနေထိုင်ကြလေတယ်။၎င်းတို့လက်ထက်ကြမှ စီးပွားဖြစ်ထွန်းလျက်အခြားတပည့်လက်သား၃-၄ဦးကိုငှားရမ်းကာများစွာတွင်ကျယ်၍နေလေတယ်။ဥအောင်မင်းကဤအကြောင်းများကိုစောစောကသာသိပြီးဖြစ်တော်လဲအိမ်အခြေအနေကိုအကဲခတ်လို့သဖြင့်လာရောက်ချင်းဖြစ်လေတယ်။ဥအောင်ကျော်မှာ ရောင်းဝယ်ရေးပင်ညံသွားသူဖြစ်သည့်အတိုင်းအမင်းရဆိုင်များမှစိတ်ကောင်းများဝတ်ကောင်းများကို ညအချိန်တွင်တဆင့်ဖောက်သည်အဖြစ်ရှိကနက်နက်ခင်းတွင်ရောင်းချလေရှိလေတယ်။ဆိုင်ရာပလိန်များနှင့်ကြိုက်ရက်လျက်အစားအသောက်များနှင့်အရက်ပီးယားလိုင်စင်ယူထားရာအမီးနှင့်အင်ဒရီရရတောက်စားလိုသူတို့မှဥအောင်ကျော်၏ဆိုင်သို့ လာကြလေတယ်။အချို့လူကြီးလူကောင်းတို့ကဗုဒ္ဓဘာသာမြန်မာတို့မလုံတင်သော အလုပ်ကိုလုပ်သည်ဟုဥအောင်ကျော်အားများစွာဂယုမထားတော်လဲ။ဥအောင်ကျော်မှာ တနည်းတခြားပစ္စည်းကျွယ်ဝ၍နေလေတဲ့ဥအောင်မြင်မှာ ခေါက်ဆွဲအပြုတ်တပကံကိုမှာယူစားတော့ပြီးလျင်တစ်ဖက်ရည်ချမ်းတစ်ခွက်ကိုမော့၍နေလေတဲ့ထို့နောက်အိမ်သာတို့သွားလိုကြောင်းတငယ်တယောက်အားပြောရာဆိုင်ရှိမှနောက်ဖေးတို့ညွှန်ကြားလိုက်ပြသဖြင့်သွားရလေတဲ့ဆိုင်အတွင်းဘက်၌အိတ်ခမ်းတိတ်တိတ်ပုံပီယာတော့လိုသူတို့အတွက် တခန်းနှခန်းနှင့်တကားနေရန်စိတ်သားဝတ်သားတို့ဤတို့ထားလိုက်မိတို့ကို အကဲခတ်ပြီးလျင်ထွက်ခဲ့လေတယ်။ဥအောင်မြင်ကအပြင်ဘက်သို့ရောက်သောအခါမိမိဤတွေးတောထင်မြင်ချက်မှန်မမှန်အပြင်အလံစဉ်းစား၍နေလေတယ်။ယခုလောလောဆယ်တီးခေါက်ကြီးကရင်းမိသွားမိကိုလည်းစိုးရင်သဖြင့်ဥဖိုးကြီးအကြောင်းနှင့်မိတို့များစကားမဆက်ဘဲတာမညတယောက်နေနှင့် ထွက်လာခဲ့လေတယ်။တပန်းအနီးအနားရှိမြမလက်ဖက်ရည်ဆိုင်တဆိုင်သို့ဝင်ရောက်ခါလက်ဖက်ရည်တောင်ရင်တီးခေါက်ကြီးဟာ ဥဖိုးကြီးမှာရုတ်တရက်သေးဆုံးကြောင်းဥဖိုးကြီးမသေးမီကပင်ဒေါ်မာကြီးနဲ့ကိုအောင်ကျော်တို့နေထိုင်ပုံကိုမတင်ငါကြကြောင်းသူ့ရာတွင်ဆရာဝန်များကိုယ်တိုင်စစ်ဆေးကြည့်သောအခါအစိတ်ခတ်ခြင်းလေပင်းညှက်တတ်ခြင်းစသောဒဏ်ရာမတွေ့ရသဖြင့်ဆရာဝန်ဆုံးဖြတ်သည့်အတိုင်းနှလုံးရောဂါကြောင့်တည်တည်ဆိုခြင်းကိုယုံကြည်ကြကြောင်းနှင့်ပြောကြလေတယ်ဥအောင်မင်းကလည်းမိမိမှာဥဖိုးကြီးကိုငငယ်ကတည်ကျွမ်း၍ စားနေကြဖောက်တဲ့ဖြစ်သဖြင့်မေးမိကြောင်းဥဖိုးကြီးလက်ထက်ကဖောက်ပြန်သည့်ထားအောင်နောက်ယောက်ျားနဲ့တီတီတန့်တန့်ပေါင်းတင်ကြီးပွားနေထိုင်တဲ့ဆိုလျင်ဝမ်းသာရမှာပဲဟု အလိုက်အထိုက်ပြောဆိုက ထိုလက်ဖက်ရည်ဆိုင်မှထွက်ခဲ့လေတယ်။ထို့နောက်ဦးအောင်မင်းကအကျိုးအကြောင်းကိုဆက်ဆက်တွေးတော့ကရုံကြီးစိတ်ချရလောက်သောအခြေခံကိုစဉ်းစားမိသည့်နှစ်တပြိုင်နက်ကြောင်မြောင်းပလိတ်ဌာနသို့ကားကလေးနှင့်မောင်းနှင်သွားလေတယ်။ ဲ့လိုဥောင်မြင်ပါလားဘာကိစ္စလဲစောစောစီစီရောက်လာပါတယ်လေဌာနအုပ်ကစီးကျူနှုတ်ဆက်မေးမြန်းလေတယ်ဟေးမောင်စင်ကုအောင်ကျော်အကြောင်းမင်းသိလားသိပါတယ်သူခေါက်ဆွဲရောက်နေတာပဲဒီပြင်ဘာများတည်သေးလဲအလန်တကြစရာတပည့်ကြီးကိုပြောဆမ်းပါဦးဘာများအကြောင်းထူးလို့လဲတပည့်ကြီးတို့တော့သူကဘီယာကလေးများခေါ်တိုက်လို့အလကားတောက်ဖူးပါတယ်ဒီပြင်အရှုပ်အရှံမရှိပါဘူး ဆီယမွန်မစ္စတာရောင်းကိုမင်းသိလားသိရဲ့ဆရာလွန်ခဲ့တဲ့နှစ်ကပင်စင်ယူပြီးဘိုလိမ့်လမ်းမှာနေတယ်အေးဒါဖြင့်အဲ့ဒီကိုတွားရအောင်မင်းနဲ့ဘာမှမပတ်သက်ပါဘူးကွပြောဆိုကဌာနအုပ်ကိုခေါ်၍ဘိုလိမ့်လမ်းသို့တွားကြလေတယ်အရန်သိမ့်မယ်ဆီယမွန်နှစ်တွေ့သဖြင့်နှုတ်ဆက်ကြပြီးလေဒါထက်ဆီယမွန်ကြီးလွန်ခဲ့တဲ့၁၀နှစ်လောက်ကခောက်ဆွဲတဲ့ဥဖိုးကြီးတည်ဆုံးတာကိုတတိယပါသေးသလား ရတာပေါ့ကျွန်တော်စစ်ဆေးရတာပဲဒီလိုဗျအဲ့ဒီလူတေရော့ဆိုပါတော့တင်းရင်တည်ချင်း အကြောင်းကြားလို့ကျွန်တော်သွားကြည့်တယ်ကြည့်တော့ဒဏ်ရာလည်းမရှိတစုံတရာချိုးရင်းချက်လည်းမတွေ့ရဘူးဒါနဲ့ကျွန်တော်တို့ထုံးစံအတိုင်းနှလုံးရောဂါလို့ဆုံးဖြတ်လိုက်ရတာပေါ့သူမိမကလည်းနောက်တနေ့အမြန်တချိုမလို့ပဲဒါနဲ့အဲ့ဒါလို့ဖြစ်တော့ပစ္စာတစောင်းပလေမင်းကြီးစီ ရောက်လာပြန်ရော ဥဖိုးကြီးဟာရိုးရိုးသေတာမဟုတ်ဘူး။မောင်အောင်ကျော်နဲ့ဒေါ်မာကြီးက အစိတ်ခတ်တက်တာဆိုတာကိုအဲအဲနီးပြီပြို့ကျွန်တော်တွေးမိရနဲ့ဒါနဲ့ကျွန်တော်တို့လည်းမောင်ဖိုးကြီးအလောင်းကိုဆင်းုံယူပြီးအစာအိမ်တွေနှလုံးအဆုတ်တွေစစ်ဆေးကြည့်တာပေါ့အစာအိမ်တော့နှုတ်ယူထားလိုက်ပြီးဓာတုဗေဒဘက်နဲ့အလျင်အမြန်စစ်ဆေးတဲ့အခါအစိတ်တစုံတရာမတွေ့ရဘူးဒီတော့သူတို့ကိုအလောင်းပြန်အပ်ပြီးကြိုးပွင့်ပြုလိုက်ရတာပဲ။ တေတုံးကနေထိုင်မုံကို ပြောပါအောင်ဆရာဝန်ကြီး။အာ အတော်ဆန်းတာပဲ။လူကအသားလက်လက်ဝါဝဖြိုးဖြိုးကြမ်းကြမ်းမာမာကြီးပဲ။ကျွန်တော်သွားကြည့်တော့ပက်လက်ကလက်ထိုင်မှာပက်လက်လန်းအိတ်နေတယ်လို့သိနေတာပဲ။မျက်နာကတစုံတရာကြောက်ရွံ့တဲ့အမူအရာစိုးရိမ်တဲ့အမူအရာမရှိဘူး။တခါတည်းတေမန်းမသိအသက်ထွက်သွားတယ်လို့ပဲ။ဒီတော့သူမိမငိုရောလား။ငိုလိုက်တာမှ တခါတခါမိတန်နေလို့ဝိုင်းနှိပ်ပေးကြရတယ်။ ဒီမိမရဲ့နောင်ယောက်ျားရောတိလားသူ့အိမ်ကခိုင်းတဲ့အကောင်လို့ကြားတာပဲဟုတ်တယ်အောင်ကျော်တဲ့ဒီအကောင်ရဲ့ခွန်အားဗလားဟာကိုဖိုးကြီးနဲ့ဘလို့ကွာချားတယ်လေသူလဲအင်အားပြည့်ရဲ့လူတယောက်ပဲဒါပေမဲ့တပ်ပုတ်ကြမယ်ဆိုရင်တယောက်ကိုတယောက်နိုင်ကြမှာမဟုတ်ပါဘူးဆရာဝန်ကြီးတန်ကြားတဲ့အခါတုန်းကတေယိုးတေစင်တန်းတယ်လို့သာအရေးတကြီးပါပဲသူတို့တိုင်လုံးကမသေးသေးဘူး ဘာဖြစ်လို့မှန်းမသိမိပြီးတက်နေတယ်ဆိုလို့လိုက်သွားတာပဲတေသူဟာအရက်တောက်ထားလားလားဩမိလို့အစာရင်ခွဲတော့က start ပြရတဲ့ drying gin အရက်ကိုတွေ့ရတယ်သို့တော့ one day ရောက်တဲ့အချိုးအစာဟာအသက်အန္တရာယ်ထိလောက်တဲ့အထိမဟုတ်ပါဘူးဒီလောက်သိရတာကျေးဇူးတင်ပါတယ်နေပါအောင်ဗျဘာဖြစ်လို့ဒီအကြောင်းပြန်ပြီးစုံစမ်းနေရတာလဲအယုတော်ဆွေးပြီးပလိဘကအမှုဖွင့်ခြင်းမရှိရဘူး ကျွန်တော်တို့စုံတော့ဆိုတာအဲ့ဒါလိုပလိတ်တွေကြံခဲ့တဲ့အလုပ်ကိုလုပ်ရတာကိုဗျအယုတုံနဲ့ဆိုတဲ့မြန်မာစကားလုံးကိုလည်းဆရာဝန်ကြီးမကြမီကြားရပါတော့မယ်ကျွန်တော်နားမလည်သေးဘူးခင်ဗျာနောက်တော့နားလေလာပါလိမ့်မယ်ဆရာဝန်ကြီးကြောင့်တက်တည်လိုက်ရပါလိမ့်မယ်ကဲခွင့်ပြုပါအောင်နှုတ်ဆက်ကနှစ်ဦးသားဆရာဝန်ကြီးအိမ်မှထွက်ခဲ့ရာလမ်းတွင်ဆရာ ကိုဖိုးကြီးကိုပူအောင်ကျော်တတ်တယ်လို့တဲလွန်စာရပြီလားတဲလွန်စာမဟုတ်ဘူးအုံးစံကျိုးကိုရနေပြီကိုတုံးကအစအနမပေါ်တာအန်ဩစရာကောင်းတာပဲအစအနပေါ်သားပဲကွဒီအတိုင်းပြစ်ထားကြတာကိုထိုကဲ့သို့ပြောဆိုနေခြင်းဌာနအုပ်ဤအိမ်တို့ရောက်သဖြင့်နှစ်ဦးသားဆင်းခဲ့ကြလေတယ်ကဲဒီတနေ့တော့မင်းအိမ်ကအလုပ်ပြီးတန်တဲ့လောက်ရှိအောင်လုပ်ရမယ် ဒီပြင်းလူပိုတွေကိုတော်ရထုတ်ထားကြပြီတော့ကွယ်ငါဟိုလင်မယားကိုစစ်ဆေးခြင်းနဲ့ခေါ်တော့မင်းအခွန်နဲ့လိုက်ပေါ့ဟုတ်လားကျွန်တော်တို့ပလေးစစ်ချက်ဆိုရင်ရုံးမင်းကအတီးပြူခြင်းမှပြူမှာအေးငါနားလေပါတယ်လူကြီးလူကောင်းနှစ်ယောက်လောက်ကိုချောင်းပြီးနားထောင်စေတာပေါ့ထိုကဲ့သို့တိုင်ပင်ပြီးနောက်ဌာနအုပ်ကအရက်လူကြီးနှစ်ယောက်ကို၎င်း၏အိမ်အတွင်းမှနေ၍နားထောင်မှတ်သားကြစီရန်တိုင်ပင်ပြီးလျှင် ခေါဆွဲဆိုင်ဒေါ်မာကြီးကိုအခေါ်လှုပ်လိုက်လေတယ်။ဌာနအုပ်နဲ့ဒေါ်မာကြီးတို့မှလည်းနောက်နောင်ကအဆက်အသွယ်ရှိဘူးသဖြင့်ပြင်းမြန်စွာလိုက်ပါလာကဘာကိစ္စလုံးဌာနအုပ်ကြီးရဲ့မိန်းကလေးကကလေးတွေလည်းမမြင်ပါလား။စသဖြင့်ရင်းနှီးဖော်ရွှစွာတက်ရောက်လာလေတယ်။တခြားမဟုတ်ပါဘူး။ဟော်ဒီအင်စပက်တာကြီးကိုတွေ့စေချင်လို့ပါပဲ။ပြောလိုက်ရာဒေါ်မာကြီးက ပြန်လာပြည့်ပြည့်သွားသည်ကိုဥအောင်မြင်တတိထားလိုက်မိတယ်။ဒီလိုတော်မကြီးရဲ့ခမရယောက်ျားဥဖိုးကြီးတေရာကို မေးမလို့ပါပဲ။ပူတော့ကနှလုံးရောကနဲ့တေတာဆို။ဆရာမကပြောတာပါပဲရှင်။ဒီလိုပေါ်ပေါ်ဆာဆာမပြောပါနဲ့။ခမရတတိထားပြောပါ။အယူးတွန်တယ်ဆိုတာကြားဘူးတယ်မဟုတ်လား။အဲ့ဒီနေကဥဖိုးကြီးကို အရက်တွေအတော်တိုက်ထားတယ်မဟုတ်လား။မတိုက်ရပါဘူး။ သူ့ဘာသာသူတိတ်ပြီးတောက်ထားတာပဲအဲဟုတ်ပြီကျုပ်ကလည်းအဲ့တလို့တိတ်မူးနေရဲဆိုတာသိရှင်တာပါပဲဒီလိုမူးပြီးပလက်ကလက်ထိုင်ပေါ်အိပ်ပျော်နေရဲဆိုပါတော့ဟုတ်တယ်အိပ်ပျော်ပြီးနောက်နှုတ်မရတော့ဘူးလေဟာဒီစကားကကြားမှာပါဖြစ်တယ်ဆိုတာကြံနေသေးတယ်ခမားကအနားမှာရက်ကြည့်နေရဲ့လို့ဆိုမလားမြင်တဲ့လူကတော့ခမားကိုယ်တိုင်စီရင်လိုက်တယ်လို့ပြောတယ် ရှင်ဘာရီပြောနေကြတော့သူ့ဘာသာသူတေတို့အယိုးဆွေးနေပြီပလိပက်ကလည်းဘာမှအေးမယူဘူးဒါဘာလို့အုံးမှလဲပလိပက်ကအေးမယူပေမဲ့ကျွန်တော်တို့ကယူနိုင်တယ်မြင်းတဲ့လူကခမရအတော်ရက်ဆက်တယ်တဲ့ကျမနားမလဲဘူးနားလဲအောင်ပြောရတာပေါ့ကိုဖိုးကြီးဥကောင်းကိုသုံးသမတန်နဲ့ရိုက်သွင်းလိုက်တာ ခမရပဲမဟုတ်လားခမရမညာနဲ့နော်တက်တီကန်အထင်ရှားရှိတယ် ကိုဖိုးကြီးရဲ့ဦးကောင်းခွန်လည်းကျုပ်စီမှာရှိတယ်။ထို့အခါဒေါ်မကြီးကငနာပြက်လျက်မျက်ရည်များကျဆင်းလာဟာတွေ့ဝေ၍နေလေတယ်။ gain ခမားမှန်မှန်ပြောငင်းလို့တော့မရဘူး။ကျမဖြောင်းချက်ပေးရင်လုကင်းမယ်မဟုတ်လားရှင်။လုကင်းအောင်စူးစမ်းပေးမယ်။ဒါဖြင့်ကိုဖိုးကြီးကို ကျမတတ်တာမဟုတ်ပါဘူး။ကိုအောင်ကျော်တတ်တာပါပဲရှင်။ပြောဆိုပြီးနောက် ဒေါ်မာကြီးမှာမျက်ရည်တွေတွေးတွေးစီးကြလျက်နေတော့လေတယ်။သုံးလမတန်ချောင်းနဲ့ရိုက်လိုက်တော့တွန့်လိုက်မသွားဘူးလား။ကျမမကြည့်ဝင်လို့မကြည့်ပါဘူးရှင်။တေလူငြိမ်နေတော့မှကျမထွက်ကြည့်လိုက်ပြီးငိုနေတော့တာပါပဲ။ကဲခမားဟိုဘက်ကအိမ်မှာဌာနအောင်မိန်းမနဲ့စကားပြောနေချီအောင်ပြောကကိုအောင်ကျော်ကိုအခေါ်ခိုင်းလိုက်ပြန်လေတယ်ကိုအောင်ကျော်က ဌာနဥက္ကဒေါ်မာကြီးအားခေါ်ခိုင်းပုံထူးခြားသည်ဟုတွေးတောထားဟန်နှင့်ရှိလေတယ်။ဌာနဥရဲ့အိမ်ပေါ်တက်ကလေးကမျက်နှာတမျိုးဖြစ်၍နေလေတယ်။ကိုအောင်ကျော်ကိုဖိုးကြီးတေတုံကအနားမှာရှိတယ်မဟုတ်လား။ဟုတ်ကဲ့ကျွန်တော်အနားမှာရှိပါတယ်။ခမရလက်ထဲကတူကြီးကဘာလို့ကင်ထားရသလဲ။ရောင်ရည်ဦးစဉ်ပြုတ်ကြတာပြန်ပြီးရိုက်မလို့ပါပဲ။ဦးရှိအမှတ်တမဲ့ပြောလိုက်လေတယ်။ ။နောက်တော့ကိုဖိုးကြီးကိုအဲ့ဒီတန်နဲ့ပဲရိုက်လိုက်ရောလား။အလို ဖရားကြီးခမရဘာရီပြောနေရလဲမသိဘူး။မဟုတ်ဘူး။ခမရအယူလား။ဒေါ်မကြီးကအကောင်ဖြောင်းချက်ပေးပြီးသွားပြီ။သူသဘောမတူပါဘူးလေခမရ။ကြောက်လို့ကြည်နေရတာတဲ့။ကြည်စမ်းဒီကမြင့်မမဲမလဲ။မင်းကလည်းပေါင်းကျင်လို့သူ့ကိုဖြောက်ဖြက်မှဆိုလို့သူ့အကြံပေးလို့လောက်တာဗျသူလဲပါသေးတယ်အလိုတူအလိုပါ gain မှတ်ပလားဟာဒါဖြင့်သူကကိုဖိုးကြီးအသက်ခိုင်းလို့ခမကကိုဖိုးကြီးအယံမှုလို့အိပ်ပျော်နေတော့တန်ချောင်းနဲ့ဦးကောင်းအလေတဲ့တွေက ရိုက်သွင်းလိုက်တယ်ဆိုပါတော့ကိုဖိုးကြီးကစပင်ရှိနဲ့ထွက်တဲ့သွေးကလည်းနဲနေရမှုဆရာမွန်တွေဟာတန်ရာရှာမတွေ့ဘူးပေါ့ထင်းနေအတိုင်းပါပဲဖမ်းရင်နှစ်ယောက်စလုံးဖမ်းပါကျွန်တော်ဒီအတိုင်းဖြောင်းချက်ပေးပါတယ်စိုးစင်ပလေအမှုရမ်းတယောက်က ကိုအောင်ကျော်ကိုလက်ထိတ်ခတ်လိုက်လေတယ်။ဒေါ်မာကြီးအားလည်းဖန်စီထားရလေရာ အမှုထုံးစံအတိုင်းအခြားအထောက်အထားသက်သေများကိုစုံစမ်းသောအခါခေါဆွဲပကံသိန်းသော25နှစ်အရွယ်ရှခု25နှစ်အရွယ်သူငယ်တယောက်ရဲ့အခုအညီလဲရှာပြန်လေတယ်။ထိုးစဉ်အခါကကိုအောင်ကျော်ကတပ်ပြင်းပြီးဟုကျင်းဝါ၍မအော်ဝင်ကြောင်းအစ်စ်ခံလေတယ်။ ရုံမြင့်ရှိသူဦးအောင်မြင်အစ်စ်ခံရမယ်နေ၌လူအများအထူးစီကား၍နေလေတယ်။ပလေးဘကအမှုလဲမဖွင့်တေယိုးတေစင်ဟုအမှတ်မဲ့နေခဲ့သော လူတတ်မှုလဲဖြစ်သဖြင့်အပြင်လူများပါဂယုဆိုင်နားထောင်လာကြခြင်းဖြစ်လေတယ်။ရုံမြင့်ကမေးမြန်းသောအခါဦးအောင်မြင်ကကျွန်တော်သည်လက်ထောက်ဆောင်တော်တယောက်နှင့်ဗဟန်းအမှုတစ်ခုအတွက်စုံစမ်းရင်းတောင်ပေသင်ကြိုင်ဘက်သို့ရောက်သွားကြောင်း တင်းကျိုင်းမှာမြေများတူဖို့ပြင်ဆင်နေကြောင်းတင်းကျိုင်းမြေစီမံရေးအရာရှိနဲ့တွေ့ဆုံ၍စကားပြောရင်းကြိရှိနေရာထူးဆန်းသောဦးကောင်းခွန်တစ်ခု ပေါ်ထွက်လာကြောင်းကျွန်တော်အမှတ်မဲ့ကြောက်ယူကြိရှိရာဦးကောင်းမှာအလေတဲ့တဲ့လောက်တွင်တန်ပွင့်ကိုမြင်ရ၍ဦးကောင်းခွန်မှာအနေငယ်အပ်နေပြီးတန်ကြီးတက်နေကြောင်းမိသူအလောင်းလေးဟု သူ့ဘာယာစာအမေးလိုက်ရာ ကိုဖိုးကြီးအလောင်းဟုပြောပြကြောင်း မြမအလောင်းများစာနှန်းထိုးလေမရှိတော့လဲသူပရာစာသည်ကောင်းစွာပြောပြနိုင်ကြောင်းအိမ်ရောက်၍ဥကောင်းကောင်မှတန်ကိုနှုတ်၍ချီတော်အခါတုံးလက်မှတန်ဖြစ်နေကြောင်းယခုရုံးတော်တွင် တင်ပြထားသောဥကောင်းခွန်မှာကျွန်တော်တင်ပြထားသော ကိုဖိုးကြီးဤဥကောင်းခွန်ပင်ဖြစ်ပါသည်နောက်ဆရာဝန်အားစုံစမ်းပုံဌာနအုပ်အိမ်တို့တရားခမ်းများအခေါ်ယူစစ်ဆေးပုံတို့ကိုထွက်ဆိုသွားရာ နားထောင်သူတို့မှာဦးအောင်မြင်ရဲ့တွေးတောမျှော်မြင်စုံစမ်းပုံတို့ကိုချီးကျူး၍နေကြလေတယ်။တရခန့်ဘက်ကဝဲလုံကမေးမြန်းသောအခါသူပါရာစာမှတ်မိသည်ဆိုသောအချက်ကတန်တရဖြစ်ဖွယ်ရုံမှားဖွယ်ဖြစ်နေလေတယ်။သူပါရာစာကအခြားအလောင်းများကိုမမှတ်မိပဲနှင့်ဥဖိုးကြီးအလောင်းနေရာကြမှမှတ်မိသည်ဆိုသောအချက်ဖြစ်ရာဥအောင်မြင်က၎င်းရဲ့ယူဆချက်တွင် တရခံရဲ့ဝင်လုံစီ၍မေးမဲ့အချက်များကိုကာကွယ်၍ထွက်ဆိုခဲ့ခြင်းဖြင့်၎င်းရဲ့စွမ်းရည်ကိုတည်နိုင်ပြန်လေတယ်။ကျွန်တော်ကဥဖိုးကြီးရဲ့အလောင်းဟုတ်မဟုတ်ယူဆရ၌သူ့ဘာယာစာကိုစုံစမ်းခဲ့ကြောင်း၎င်းကဥဖိုးကြီးအလောင်းကိုမှတ်မိသည်မှာဆယ်နှစ်အတွင်းတည်သူများအနက်လူတရာလျင်တယောက်မျှ၎င်းနှင့်မတီကြောင်းဥဖိုးကြီးမှာကအသက်ရှိစဉ်ကလည်းတည်ခဲ့၍တည်ဆုံသောအခါ၌လည်း အမှန်အသာထားခဲ့မိသည်တို့ကိုမင်းမြန်စုံစမ်းပြီးဖြစ်ကြောင်းများကို ပြောဆိုအစစ်ခံလေတယ်။ထို့ပြင်အတူနေသူတယောက်ရဲ့တသက်ခံချက်မှလည်းအကြောင်းခိုင်လုံလေရာကိုအောင်ကျော်နှင့်ဒေါ်မာကြီးတို့အားခေါ်ယူမင်းမြန်ရာ၌အရက်လူကြီးများကိုလည်းတသက်ထားသည့်အပြင်မထွက်မနေနိုင်အောင်၆လန့်စစ်ဆေးခြင်းလည်းမပါသဖြင့်အမှုမှာခိုင်မြဲထင်ရှား၍နေလေတယ်။နောက်ဆုံး၌တရားသူကြီးက ကိုအောင်ကျော်အားပြစ်မှုထင်ရှားသဖြင့်တေစားတေစေရန်အမိန့်ချမှတ်ပြီးနောက်ဒေါ်မာကြီးကိုမူကွင်းလုံးကျွတ်တရတိလွတ်လိုက်လေတယ်။အခုကျွန်တော်ကိုအောင်မြင်ဆောင်လန်းခဲ့တဲ့အမှုအကြောင်းဟာခမရစေချင်မှမဆန်းဘူးလို့ထင်ကြရင်ထင်မှာပဲ။ဘာမှမထင်ရသေးပါဘူးဆရာ။ပလေးဘက်ကအမှုလင်းမဖွင့်သူကိုယ်တိုင်ဆောင်တော့နေတဲ့အမှုလင်းမဟုတ် ကိုအောင်မြင်ရဲ့ကောင်ကိုကျွန်တော်ချီးကျူးလူတာကကိုအောင်မြင်ဟာ နားမျက်စိကိုအမြဲဖွင့်ထားတဲ့လူတယောက်ဖြစ်တယ်ဗျပြီးတော့အမှုတစ်ခုရဲ့အစာကိုရရင်မပေါ်မချင်းစုံစမ်းနိုင်တဲ့အမျိုးအမြင်လေးရှိတယ်ဒီအမှုမှာကိုအောင်မြင်သာအေးဆေးနေလိုက်ရင်လောကကြီးရဲ့မတရားမှုဟာဒီလိုပဲချုပ်ငင်းသွားတော့မှာပဲယခုကိုအောင်မြင်လိုက်ခဲ့တဲ့အတွက်ပြ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 ရာဇဝတ်မှုကျူးလွန်နေတဲ့သူတွေကိုစဉ်းစားစေခွင့်ရှိခဲ့တာပဲငါတို့အခုလိုနေပေမဲ့နောက်အခါပေါ်ရှင်ပေါ်လာမှာပဲလို့ ရုံကြောက်စီနေတော့လာပဲမဟုတ်လားတကယ်လဲတော်တဲ့လူပါပဲဗျာအဲ့ဒါလို့တော်တဲ့လူတရားအပေါ်မှာအညွန်ခူးနေတဲ့လူများရှိနိုင်ပါမလားရှိတယ်ဆိုရင်လေအဲ့ဒီလူဟာပိုပြီးတော်တာပေါ့နော်ကိုတပ်ပြင်းကအင်နရီနှစ်ပြုံးလိုက်ရာကျွန်တော်မှမရေပဲမနေနိုင်သဖြင့်ရေမောမီရင်လက်စားတတ်တော့ခမည်းကကိုအောင်မြင်ကိုအလွန်အကျူးချီးမွမ်းခြင်းဟာ ခမရရဲ့ရေစွမ်းတက်တီကိုတနည်းအားဖြင့်ချီးမွမ်းနေတာပေါ့ကို့လူကတဲ့တယ်ပြောရင်ရိတ်မိသားပဲပြုံးရေကစီကရက်တလေးကို မီးညှိဖွာရှာ၍နေပါတော့တယ်ဒူရီယာမဂဇင်းမက်လ1938ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ